မင်္ဂလာပါရှင် AR ရဲ့တန်လင်းစီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြေ့တဲ့အချိန်လေးဖြစ်ကြပါစီဗျာ။ခုနားဆင်နေကြရတာက AR ကပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းတန်လွှင့်စီစဉ်ပဲဖြစ်ပါလေ။ကျွန်တော်ကရေးနေပါဒီဘက်စကားဝိုင်းမှာကျွန်တော်နဲ့အတူ ARI ဝိုင်းတော်သားတွေဖြစ်တဲ့မမေတူနဲ့မမျိုးပပဆန်တို့ပူးပေါင်းပါဝင်သွားကြမှာဖြစ်ပါတယ်။မင်္ဂလာပါမမေတူနဲ့မမျိုးပပဆန်ခင်ဗျာ။မင်္ဂလာပါကိုရန်ကြီး ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီတပတ် သတင်းတွေအများကြီးတွေကမှရုရှားကယင်းနှီးမြှုပ်နှံမယ်ဆိုတော့တဝယ်ရင်နဲ့စိတ်ကမ်းမှာစစ်ကောင်စီကလုပ်ငန်းဆဖို့အတွက်ပြင်ဆင်နေတဲ့သတင်းနဲ့ဆက်လိုက်ချင်ပါတယ်။အခုမတ်လဆန်းပိုင်းမှာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်နဲ့တွားရောက်ခဲ့တဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်အတွင်းအရှိတအောင်ရှာမှာစီးပွားရေးအရာအရေးကြီးတဲ့တဝယ်ရင်နဲ့စိတ်ကမ်းကိုရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုခဲ့ပါတယ်။ ။တဝယ်ရင်းနှက်စိတ်ကန်းကအလွန်ကြီးမားတဲ့ project ဖြစ်ပြီးရင်နှက်စိတ်ကန်းကနေဗီယက်နမ်မှာရှိတဲ့ဒါနန်းစိတ်ကန်းအခြားစိတ်ကန်းတွေနဲ့ချိတ်ဆက်ခြင်းအားဖြင့်မလကရေလက်ကြောကိုမဖြတ်ဖဲနဲ့တွားနိုင်တဲ့လမ်းကြောင်းအသစ်တစ်ခုပေါ်လာမှာဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကဆိုပါတယ်။စစ်ကောင်းဆောင်ရဲ့ခီးစဉ်တွင်ရုရှားကုမ္ပဏီတွေအနေနဲ့တဝယ်အထူးစီးပွားရေးဆောင်မှာပူးပေါင်းဆောင်ရွက်ဖို့အဆင်သင့်ဖြစ်နေပြီလို့ရုရှားဝန်ကြီးချုပ်ကလည်းပြောထားပါတယ်။အရင်နောက်စစ်ကောင်းဆောင်ခီးစဉ်ကပြန်လာပြီးဂျပန်အတွင်းမှာပဲဒုတိယစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်းက ဒဝရင်းနဲ့စိတ်ကမ်းမှာရုရှားနဲ့ဘီလာရုစ်ကလာရောက်ယင်းနှမြုပ်နေမဲ့သူတွေတက်ကြိုတင်ပြင်ဆင်ထားဖို့ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ဒုစစ်ကောင်ဆောင်ကဘာတွေညွှန်ကြားခဲ့တယ်လဲဆိုတာကိုအေရီသတင်းတောက်မပပကပြောပြပေးသွားမှာပါ။ဟုတ်ကဲ့ မြန်မာထိုင်းဂျပန်သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့တဲ့ဒီတဝဲအထူးစည်းဝါးရေးဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ SPV ကိုဖျက်သိမ်းပြီးတော့ရုရှားနဲ့ဘယ်လာရွတ်ကလာရောက်ရင်းနှီးမြှုပ်နှံမဲ့သူတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ဒုစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကအခုရက်ပိုင်းမှာပဲနေပြီးတော့စည်းဝါးကူတန်းရုံးမှာပြုတ်လုပ်တဲ့မြန်မာအထူးစည်းဝါးရေးဆောင်ဆိုင်ရာဗဟိုအဖွဲ့ဒုတိယကြိမ်အစည်းအဝေးမှာပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့ကရုရှားနဲ့ဘယ်လာရွနိုင်ငံတို့ကိုတွားရောက်ခဲ့တဲ့ခရီးစဉ်မှာတဝယ်ထူးစည်းဝါးရေးစုံနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေဖော်ဆောင်နိုင်ခဲ့တဲ့အတွက် မကြမီအရှိန်အဟုန်နဲ့စီးပွားရေးဆောင်ကဖြတ်တွန်းလာမှာဖြစ်တယ်လို့သူကဆိုပါတယ်။ဒါကြောင့်လည်းအခုတည်းကကြိုတင်ပြင်ဆင်တာတွေပြုလုပ်တဲ့အနေနဲ့မြန်မာထိုင်းဂျပန်သုံးနိုင်ငံပူးပေါင်းပြီးတော့ငွေကြေးစုစည်းထောက်ပံ့မှုဆိုင်ရာဒဝဲအထူးစီးပွားရေးဆောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ SPB ကိုဖြတ်သိမ်းပြီးတော့ PP ပြင်းပြင်းလှုပ်ဆောင်မှုဒုစစ်ကောင်းဆောင်ကအခုလိုညွှန်ကြားလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာအီတလန်ထိုင်းနဲ့ဆောင်ရွက်တဲ့ကိစ္စတွေကပြင်းမြောက်သွားပေမဲ့ဥပဒေကြောင့်ရဆက်လက်ဆင်းလင်းဆောင်ရွက်ရမယ်ကိစ္စရက်တွေကိုတတ်ဆန်ရဥပဒေပညာရှင်တွေနဲ့လုံထုံးလုံကြီးနဲ့ညီဆောင်ရွက်ဖို့လည်းသူကဆိုပါသေးတယ်။စကောင်းဆောင်နဲ့ရုရှားခီးစင်မှာလိုက်ပါသွားတဲ့စံရင်ဝင်ကြီးဥကိုကိုလင်းကလည်းမော်စကိုမြို့မှာရုရှားစံရင်ဝင်ကြီးဌာနဒုဝင်ကြီးပေပယ်ဆိုရိုခင်နဲ့တွေ့ဆုံပြီးတော့တဝယ်ရင်နဲ့စိတ်ကမ်းမှာလိုင်းတာမီနယ်တွေတိစောက်ပြီးပြည်ရင်းပြည်ပတင်ဖို့ရောင်းချနိုင်ဖို့ယင်းနှမြုပ်နှံမှုတွေဆောင်ရွက်တာ လိုင်းတာမီနယ်တွေကနေတဆင့်ဆက်သွဲမဲ့တဘာဝရင်နံဓာတ်ငွေပိုက်လိုင်းတွေတိစောက်ဖို့ကိစ္စရက်တွေမှာယင်းနှိမ့်မြုံနံတာတွေဒဝဲအစည်းဆက်မှာရင်းနဲ့ချက်ဆက်ယုံတိစောက်ဖို့မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ဆက်သုံးစီကိုတတ်တတ်တတဈေးနှုန်းနဲ့ရရှိအောင်ဆောင်ရွက်ပေးဖို့စတဲ့ကိစ္စရက်တွေကိုပြောဆိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရင်းနံနဲ့တဘာဝဓာတ်ငွေရှာဖွေဖော်ထုတ်ရေးမှာအစ်မြင့်နည်းပညာတွေအသုံးပြုပြီးအကူအညီပေးတာတွေနဲ့ဒဝဲထူးစည်းဝါးရေးဆောင်မှာလားလာကောင်းတဲ့ကမ်းလွန်လောက်ွက်တွေရှိတာဖြစ်တဲ့အတွက် ရုရှားကုမ္ပဏီတွေအနေနဲ့လာရောက်ရင်းနှီးမြှောက်နှံပူးပေါင်းဆောင်ရွက်ရမှာဖြစ်နိုင်ခြေတွေကိုစမ်းစစ်ပြီးလာရောက်ဆောင်ရွက်ဖို့လည်းဖိတ်ခေါ်ထားပါသေးတယ်။ဒါ့အပြင်စစ်ကောင်စီကဒီပထဝီနိုင်ငံရေးရနိုင်ငံတွင်းမှာရှိတဲ့အထူးစီးပွားရေးဇုန်တွေကိုအကောင့်ထည့်ဖော်တဲ့နေရာမှာလဲစီးပွားရေးရှုထောင့်တစ်ခုတည်းမကြည့်ပဲနိုင်ငံရေးအနေနဲ့ထည့်သွင်းစဉ်းစားဖို့နဲ့အထူးစီးပွားရေးဇုန်တွေကိုနိုင်ငံရေးနဲ့စီးပွားရေးပေါင်းစပ်ဆောင်ရွက်ကြဖို့လဲဒုစစ်ကောင်ဆောင်ကတိုက်တွန်းထားတာတွေ့ရပါတယ်။ ရုရှားဝန်ကြီးချုပ်ကလည်းဆွမ်းနမမေသူပြောသူလိုပဲတဝဲအထူးစည်းဝါးရေးဆောင်မှာရုရှားကုမ္ပဏီတွေပါဝင်လုပ်ကိုင်ဖို့အစဉ်သစ်ဖြစ်နေတယ်လို့အာနာသိန်းစစ်ကောင်းဆောင်ရဲ့ရုရှားကိုလာရောက်တဲ့ခရီးစဉ်မှာပြောဆိုထားပါသေးတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့မှာလည်းဒီရုရှားနဲ့စစ်ကောင်စီတို့ကတဝဲအထူးစည်းဝါးရေးဆောင်စီမံကိန်းမှာကြောင်ပြီးသွေးတုံးလျှက်စစ်ဓာအပိစိတ်ယုံ ရင်းနှံချက်စိတ်ယုံနဲ့စိတ်ကန်းတစ်ခုကောင်းထည်ဖော်ဖို့သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ဒီလိုရုရှားနဲ့စစ်ကောင်စီပူးပေါင်းပြီးတော့တဝဲအထူးစည်းဝါးရေးဆောင်မှာယင်းနှမြုံနံမှုဆိုင်ရာလက်မှတ်ရေးထိုးတဲ့အပေါ်ကန့်ကွက်ကြောင်းကိုတနင်္လာနေ့အခြေဆိုင်အရက်ဖက်အဖွဲ့အစည်းစက်တခုကအခုမတ်လ17ရက်နေ့မှာပဲပူးတွဲထုတ်ပြန်ထားပါတယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့်နိုင်ငံရေးမတည်ငြိမ်တာတွေအထွေထွေစီးပွားရေးအကျပ်အတည်းတွေကြုံတွေ့နေရတဲ့အချိန်မှာဒီစီမံကိန်းကြောင့်ဒေသခံတွေအာဏာမပြောင်းရွှေ့ခံရမှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကပိုပြီးတိုးလာစေနိုင်တာကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေဒေသခံတွေရဲ့အသက်မွေးဝမ်းကြောင်းတွေထိခိုက်စေနိုင်တယ်လို့အရက်ဖက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။တဝယ်ထူးစီးပွားရေးဆောင်စီမံကိန်းဟာဆိုရင်196စတူယန်ကီလိုမီတာကျယ်ဝန်းပြီးတော့ရင်းနှက်စိတ်ကန်း ကြောင်မီးသွေးသုံးလျှက်စစ်ဓာအပိစိတ်ယုံရင်းနှက်ချက်စိတ်ယုံစက်မှုစုံစီမံကိန်းတွေရေကာတာနဲ့မြန်မာနဲ့ထိုင်းကိုဆက်သွယ်မဲ့အဝေးပြေးလမ်းမီးရထားလမ်းတွေပါဝင်တာဖြစ်ပြီးတော့စီမံကိန်းကို2012ခုနှစ်မှာမြန်မာထိုင်းနှစ်နိုင်ငံကြားလက်မှတ်ရေးထိုးအကောင်အထည်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါအပြင်ဒီစီမံကိန်းဟာဆိုရင်တနင်္လာရီတိုင်းအတွင်းမှာရှိတဲ့အက်ဒမန်ပင်လဲထိုင်းပင်လဲခွေးတို့နယ်လဲနှိစက်စွာတည်ရှိနေပြီးတော့အိန္ဒိယသမုတ်တရားနဲ့ပစိဖိတ်သမုတ်တရားတို့ကိုလည်းဆက်သွယ်ပေးမယ်မဟာပြူရာမြောက်တိနေရအနေထားမှာရှိသလိုအရှေ့တောင်အာရှအရှေ့အလယ်ပိုင်းဥရောပနဲ့အာဖရိကတို့ကိုလည်းဆက်သွယ်ပေးထားတာပါလက်ရှိမှာလည်းဒဝဲအထူးစီးပွားရေးဆောင်ဝင်းကျင်မှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားမကြာခဏတိုက်ပွဲဖြစ်ပွားမှုတွေကလည်းရှိနေတာဖြစ်ပါတယ် အခုလိုဒဝဲအထူးစီးပွားရေးဆောင်စီမံကိန်းစစ်ကောင်စီရုရှားနဲ့လှုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီးတော့ဒီအမေရိကန်ပြည်ထောင်စုမှအခြေစိုက်တဲ့မြန်မာစီးပွားရေးပညာရှင်ဦးစိန်ထေရအခုလိုပဲတုံးသက်ပြောဆိုထားပါတယ်နားဆင်ကြည့်ကြပါအောင်ရှင်သူတို့အသက်ဆက်ရှင်မှုတွေလှုပ်တော့ဒီပြားနော်အဲ့တော့နိုင်ငံရေးလည်းပါတော့ပေါ့ဆိုတော့စီးပွားရေးနဲ့နိုင်ငံရေးလည်းအမြဲဆက်နေတာဒီစီးပွားရေးတစ်ခုတည်းလှုပ်လို့မှမရဘူးဟုတ်တယ်မလားနိုင်ငံရေးကောင်းစီးပွားရေးလှုပ်လို့ရတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီမှာက သူကအကြက်တဲ့ဖြစ်နေပါလေကြက်တဲ့ဖြစ်ပြီးတော့နိုင်ငံရေးကြက်တဲ့လူမအတိမမပြူဘူးဟုတ်တယ်နော်တကဘာလုံးကဒီလူကလည်းအတိမမပြူသူတို့ဘောမတွေပဲအတိမပြူဟုတ်တယ်မလားဆိုတော့သူ့မှာအကြက်တဲ့ဖြစ်တော့သူထွက်ပေါက်ချတာပဲဒါကနိုင်ငံရေးစီးပွားရေးတိုင်းပြည်စီးပွားရေးဟမ်ဘာဖြစ်လဲအကုန်လုံးကြဆင်းတယ်မှာကိုကမြောင်းနဲ့ရောက်နေပြီလေမဟုတ်ဘူးလားအလုံးကိုဒုက္ခရောက်နေတာလေစီဝိုင်းကြဆင်းမှုကမတရားကြဆင်းတော့စီဝိုင်းအောက်ထက်လည်းသူ့မှာကေဘာယူပါမယ် ဖြစ်နေပြီပြည်တွင်းကလည်းပဲဟဲ့လားဒီလူတွေကခုခံစစ်ပွဲလေလို့ထုတ်လို့မှုကကြပြပကိုလည်းသူကဘယ်သူမှအကာအကာကွယ်သူမပေးတယ်သူဘယ်သူအကူတယ်တရုတ်ကအကူတယ်လေဟုတ်တယ်မလားအဲ့တော့တရုတ်နဲ့တူကဘာမဖြစ်တော့ရုရှားလည်းအကူတယ်တော်တချက်ကိုနှစ်ချက်ပြတ်ပေါ့ဗျာနိုင်ငံရေးရောစီးပွားရေးရောအကူစီးပွားရေးဆိုတာအထက်သူကကြွယ်ကူရေးပါပေါ့စီးရေးကူညီလေဟုတ်တယ်မလားဒီရှုံးနေတော့တရုတ်နဲ့တကာဘာမဖြစ်စီးရေးကူညီနဲ့တော့ရတာပဲအဲ့ဒါပဲ အဲ့တော့အခြေသွားရှိခဲ့တဲ့အဲ့ဒါကလမ်းဟောင်းမဟုတ်ဘူးဆိုလမ်းတစ်ပုတ် sorry လမ်းဟောင်းဘူတန်းစီမှာဖောက်ခဲ့တဲ့လမ်းလေးတရုတ်ကအားကိုးပြီးဖောက်ခဲ့တာမဟုတ်လား CYRB ကြောက်ကြောက်ယူဆက်မှုဇုံတို့မြစ်ဆုံတို့ဟုတ်တယ်မလားအဲအဲ့ဒါကိုအားကိုးပြီးတော့မှအဲ့လမ်းဟောင်းတိုင်းမှာလာအချက်တက်ဖြစ်တော့အဖြစ်လေ double check တော့တရုတ်ကရုရှားကိုနှစ်ခုလုံးကိုစီးရေးနိုင်ငံရေး CYRB အကုန်လုံးအတွက်အခုနပြောတဲ့ဆက်မှုဇုံကိုထိုးပေးတာပဲတဝဲ့ ပပပြောသလိုပဲဒဝယ်ရင်နဲ့စစ်ကမ်းစီမံကိန်းနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကအများကြီးမျှော်လင့်ပြီးလုပ်ကင်နေပေမဲ့လက်တွေ့မှာတော့အခက်အခဲတွေအားရှိနေတာပါယင်းနှမြုံနံမှုဒေါ်လာတန်းချီကုန်ကြမဲ့ဒဝယ်ရင်နဲ့စစ်ကမ်းကိုရုရှားနိုင်ငံနဲ့အဓိကဆောင်ရွက်မယ်ဆိုပေမဲ့ဘယ်နိုင်ငံမှဆိုပါဝင်နိုင်တယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကမတ်လ9ရက်နေ့မီဒီယာတွေနဲ့အင်တာဗျူးမှာထည့်သွင်းပြောကြားခဲ့ပါတယ် ရင်းနှီးဆက်ကန် area ကတနင်္လာရီတိုင်းမှာရှိပြီးထိုင်းမြန်မာအဓိကကုန်တယ်လမ်းမကြီးဖြစ်တဲ့ MH10 ပြည်တော်စုလမ်းမကြီးတစ်လျှောက်ကလည်းတော်လိုင်းရင်တပ်ဖွဲ့တွေအားကောင်းရနေရဖြစ်ပါတယ်။စီးပွားရေးဆောင်တရှိရာနဲ့ဆက်ဆက်ဒေသတွေကကရင်မျိုးသားစီယုံခင်ညူဆုံမွေရဒေသတွေဖြစ်တယ်လို့တော်လိုင်းရင်ပူပေါင်းတပ်တွေနဲ့စစ်တပ်တွေကြားမှာလည်းတိုက်ပွဲတွေကြာခဏဖြစ်နေတာပါ။ ရုရှားအတွက်မြန်မာပြည်ဆိုတာကတင်းနေရရရောတမိုင်းချောင်းရပါမဟာဗျူဟာမကြတဲ့ချိန်မှာအခုလိုဒဝရရဲ့စိတ်ကမ်းမှာရုရှားရဲ့ယင်းနှမြုံနှမှုကတကယ်ပဲဖြစ်လာမှာလားကိုယ်ရည်ရောဘယ်လိုမြင်ပါသလဲရှင်ဟုတ်ကဲ့မမေသူအာလုံညုံကြီးဆိုင်ရာကိစ္စတွေကိုဇောင်းမပြီးတော့ပဲနဲ့ကျွန်တော်အစည်းအဝေးရှူတောင်းဘက်ကနေပြီးတော့သုံးသပ်ဆွေးနွေးကြပါတယ်ဒီရုရှားတွေဘယ်လာရုစ်တွေဒဝဲဦးလာတော့မယ်ဆိုတော့ အကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကတော့နှစ်ပိုင်းခွဲသုံးသပ်ချင်ပါတယ်အပထမတစ်ခုကတော့ဒီကေဘဲရုရှားတွေတဝဲစီမံကိန်းကိုဝင်ရောက်ယင်းနှမြုပ်နှံကြတော့မလားနဲ့ဒုတိယတစ်ခုကတော့အာဏာသိမ်းစစ်ကောင်စီရဲ့ဒီတဝဲစီမံကိန်းကစီးပွားတကယ်ဖြစ်မှာလားဆိုတဲ့အပိုင်းရယ်နှစ်ပိုင်းပေါ့ဗျာနော်အပထမပိုင်းဖြစ်တဲ့ရုရှားတွေတကယ်ပဲတဝယ်စီမံကိန်းကိုဝင်ရောက်ယင်းနှီးမြုပ်နှံကြတော့မလားလို့မေးရင် ကျွန်တော်အနေနဲ့ကတော့မလာဘူးလို့ပဲရှင်းရှင်းပြရပါလိမ့်မယ်အစောရကတက်လို့ရသေးတာပေါ့ဗျာစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတိုင်မော်စကိုသွားပြီးတော့ရုရှားကောင်းဆောင်ပူတင်နဲ့တွေ့နှစ်နိုင်ငံနားလည်မှုစာကြုံလွှာရေးထိုးပြီးတော့ရုရှားဝန်ကြီးချုပ်ကလည်းရုရှားကုမ္ပဏီတွေအစင်သင်ဖြစ်နေပြီလို့ပြောထားတဲ့အခါမှာကြတော့ဘာကြောင့်တကယ်မဖြစ်နိုင်ရမှာလဲဆိုပြီးတော့မင်းနိုင်တာပေါ့ဗျာဟုတ်ကဲ့အဲဖြေရရင်တော့ ရုရှားဆိုတဲ့အမျိုးကတရုတ်တို့ဂျပန်တို့ကိုရီးယားတို့လိုမျိုးသူများတွေနိုင်ငံမှာအပြိုင်ဆိုင်ကျိုးကျိုးဆဆနဲ့ဆက်မှုစုံတွေရင်းနှီးစိတ်ကမ်းတွေရင်းနှီးချက်ဆက်ယုံတွေလိုက်ပြီးတော့ရင်းနှီးမြှုပ်နှံပြီးတိဆောက်ပေးတတ်တဲ့လူတွေမဟုတ်ပါဘူးအသူများတွေလိုအပြိုင်ဆိုင်ကျိုးစားစရာမလိုဘဲနဲ့မိဘအမွေရထားတယ်လို့ကျေပြောလာတဲ့တိုင်းပြည်ကနေပြီးတော့ရင်းနှံနေတဲ့ဘာဝတန်ငွေတွေကြောက်မိသေးတွေ အတွင်းတဲ့တန်ဇာတတွေရောင်းပြီးတော့ရုရှားတွေဟာချမ်းသာနေကြတဲ့လူတွေပါဆိုတော့သူတို့ကြိုးကြိုးစားစားလောက်တာကို ကြည့်မယ်ဆိုရင်လေအနောက်နိုင်ငံတွေနဲ့ပြိုင်ဖို့စစ်လက်နက်တွေအာကာသနည်းပညာတွေနျူကလ িয়ার နည်းပညာတွေအဲ့အရာတွေလောက်ပဲသူတို့ကြိုးကြိုးစားစားနဲ့ပြိုင်ဆိုင်လောက်တာရှိတာပါ အတချို့ပြောတာတော့ရှိတယ်ပထူဤနိုင်ငံရေးအရာမြန်မာဟာအရှိတောင်အရှမှာအရေးပါတာမို့လို့ရုရှားကစိတ်ဝင်စားပြီးတော့တဝဲစိတ်ကမ်းမှာရုရှားစစ်တင်းမောတွေစိုက်နိုင်မယ်ဆိုတာပါစိတ်ကူးရင်လွန်အားကြီးတယ်လို့ပဲဆိုပြရစီအရုရှားတွေစိတ်ဝင်စားကောင်းစိတ်ဝင်စားနိုင်ပင်မဲ့စစ်တင်းမောတွေစိုက်ကပ်နိုင်မဲ့စိတ်ကမ်းကိုလာဆောက်ဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး ရုရှားကိုကြည့်မယ်ဆိုလို့ရှိရင်အခုလက်တလုံးမှာယူကရိန်းစစ်ပွဲကိုတိုက်နေရတာပါအမေရိကန်ဂျာဝင်ဖြန့်ပြေးပြီးလို့အပြစ်ခတ်ရဆဲနိုင်တယ်ပဲထားယူကရိန်းစစ်ပွဲလုံးလုံးရဆိုင်ပြီးတော့ငြိမ်းချမ်းရေးရဖို့ဆိုတာကတော့အင်မတန်အလှမ်းဝင်းနေစေပါဒါကြောင့်စီးရီးယားအာဏာရှင်အာဆတ်ထွက်ပြေးတော့ငါတော့မှရုရှားအနေနဲ့ဘာအကူအညီမှမပေးနိုင်ဘဲနဲ့နိုင်ငံရေးခိုလုံဝင့်ပေးထားခဲ့တာပါမြင်နိုင်ပါတယ် အဲဒါတော့မှပါလာတဲ့ပတ်စံအပေါ်ဒေါ်လာတန်းချီပြီးတော့အခွန်ကောက်ခဲ့သေးတာကိုကြားရပါတယ်ဆိုတော့မြန်မာပြည်ကိုပြန်ကြည့်ရင်အာနာသိမ့်ပြီးတာလေးနှစ်ရှိပါပြီရုရှားစီကတကယ်ရတာစစ်လက်နက်ပစ္စည်းဤပညာအကူအညီနဲ့စစ်ဖက်ဆိုင်ရာအကြံဉာဏ်တွေသာဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှယင်းနှီးမြှုပ်နှံထားတာမရှိပါဘူး MOU ထိုးတာကိုကြည့်ရင်လည်းမြန်မာဘက်ကနေပြီးတော့လက်မှတ်ဝင်ထိုးတာဟာစစ်ကောင်စီရဲ့တောက်တိုင်ခရိုနီတွေပါ အစရောတဝဲစီမံကိန်းလဲအလားတူပါပဲရုရှားအနေနဲ့မြန်မာစစ်ကောင်စီကို ပြောနိုင်တာကနီးပညာနဲ့အကြံဉာဏ်တွေတော့ပေးမယ်စောက်တာကတော့ကိုယ့်ဘာသာကိုယ်စောက်ဆိုတာပဲဖြစ်ပါတယ်အဟုတ်ပြီမြန်မာစစ်ကောင်စီမှာတဝဲစီမံကိန်းတိဆောက်ရေးအတွက်ပတ်စံရှိလားလို့မင်းရင်တော့မရှိပါဘူးထုံးစံတိုင်းပဲခရိုနီတွေကိုပဲလေဘင်းညှစ်ပြီးတော့ပတ်စံတောင်းဖို့ပဲရှိပါတယ် ်အခရိုနီတွေကတော့စီးပွားရေးသမားတွေမှလို့ဒီစီမံကိန်းဟာပတ်စံပြန်ထွက်ဖို့မလွယ်ဘူးဆိုတာသိကြပါတယ်နောက်မြန်မာခရိုနီတွေဆိုတာကလည်းရေရှည်ရင်းနှီးမြှုပ်နှံဖို့ထက်ချက်ချင်းငွေပေါ်နိုင်တဲ့အလုပ်မျိုးကိုပဲစိတ်ဝင်စားကြတာဆိုတော့အသူတို့ကလည်းသူတို့ပတ်စံဆုံးရှုံးသွားမှကြောက်တဲ့သူတွေကြီးပါပဲ။ကဲဒုတိယပိုင်းမိကုံဖြစ်တဲ့စစ်ကောင်စီရဲ့စီမံကိန်းကစီးပွားဖြစ်မှလားဆိုတဲ့အပိုင်းကိုဆက်ပြောရအောင်ပါ။စစ်ကောင်စီရဲ့ ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အတူရုရှားခီးစင်မှာပါသွားပြီးရုရှားစွမ်းအင်ဒုဝင်ကြီးကိုတင်ပြခဲ့တဲ့စစ်ကောင်စီစွမ်းအင်ဝင်ကြီးဦးကိုလင်ရဲ့အစီအစဉ်တိုင်းဆိုလို့ရှိရင်အယ်ဒန်ဂျီတာမနယ်တိဆောက်ရီတခုရှိမယ်အဲဒီကိုတဘာဝဒန်းငွေပို့လွှတ်နိုင်ရီပိုက်လိုင်းနေတိဆောက်ရီရှိမယ်ရင်းနှံချက်ဆက်ယုံတယုံတိဆောက်ရီတို့ပါဝင်ပါတယ်အနောက်ပြီးတော့ရုရှားသတင်းတပုတ်ရဲ့အဆိုအရဆိုလို့ရှိရင်စစ်ကောင်ဆောင်မင်းအောင်လှိုင်က တန်ချိန်နှစ်သိန်းကျော်တဲ့ပင်လယ်ကူးတင်မောကြီးတွေစိုက်ကပ်နိုင်တဲ့စိတ်ကမ်းဆောက်လုပ်ရေးရုရှားကိုအကူအညီတောင်းတာသိရပါတယ်ဆိုတော့အတန်ချိန်နှစ်သိန်းကျော်တဲ့ပင်လယ်ကူးတင်မောတွေစိုက်ကပ်နိုင်မဲ့စိတ်ကမ်းတစ်ခုလက်ပါလာတာပေါ့ဖေဖော်ဝါရီ23ရုရှားနဲ့စစ်ကောင်စီကြားဒဝဲစီမံကိန်းအတွက်နှစ်ဖက်နားလည်မှုစာကြွန်လွှာ MOU ထိုးခဲ့ကြတဲ့ကကြောင်မီးသွေးသုံး တအားပြီးဆက်ယုံတယုံလဲတိဆောက်ဖို့ပါဝင်လာမှုအကြအဖြစ်တော့အရင်အီတလီယန်ထိုင်းကုမ္ပဏီကရွေးဆွဲတင်ပြခဲ့တဲ့မူရင်းတဝယ်စီမံကိန်းနဲ့အလားတန်တူမယ်လို့ပြောနိုင်ပါတယ်။အဲဒို့တော့မူရင်းစီမံကိန်းအတွက်ကုန်ကျစရိတ်ငွေစုစုပေါင်းဟာကနဦးတွက်ချက်မှုအရအမေရိကန်ဒေါ်လာ၈တသမ6တန်းရှိပါတယ်။သိကြတာကတော့စစ်ကောင်စီနဲ့ခရိုနီတွေစုပေါင်းဆက်ပေါင်းပြီးတော့ငွေစုကြရင်တော့ ီပမာဏပြည့်မီဖို့မလွယ်ပါဘူးအနောက်ပြီးတော့ဒီလိုကြီးမားတဲ့စီမံကိန်းတွေကနေငွေဘလို့ပြန်ရှာမလဲဆိုတာပါစစ်ကောင်စီတွေးကြံနေတဲ့လိုမျိုးရုရှားကတန်ချိန်နှစ်တန်းကျော်ဂျင်နန်နဲ့ LNG တင်လာတဲ့ပင်လယ်ကူးသင်္ဘောကြီးတွေတဝဲမှာစိုက်ပြီးတော့အဲအဲ့ဒီဂျင်နန်နဲ့ LNG တွေကို ချလောင်စာဆီနဲ့စွမ်းအင်တွေထုတ်ထားပါတော့ထုတ်နိုင်ပြီပဲထားပါတော့ ဘသူကိုရောင်းမှလဲဆိုတဲ့မိကုံးဟာရှိလာပါတယ်အမြမပြည်ဈေးွက်လိုအပ်ချက်အရာဆိုရင်တလောက်ကြီးမားတဲ့စီမံကိန်းတွေမျိုးမလိုသေးပါဘူးမူရင်းစီမံကိန်းကိုရေးဆွဲခဲ့တဲ့အီတလီယန်ထိုင်းကုမ္ပဏီရဲ့တွေးကြံချက်ကဒီတဝဲရင်းနှက်စိတ်ကမ်းနဲ့အထူးဆက်မှုစုံဟာထိုင်းစီကွတ်အတွက်ရည်ဝဲခဲ့တာဖြစ်ပါတယ်။အတဝဲကနေဘန်ကောက်၊ကမ်ဘောဒီးယား၊ဗီယက်နမ်စိတ်ကမ်းဒန်းနန်အထိ ုံသွေးလမ်းကြောင်းနေချိတ်ဆက်ပြီးတော့အနောက်ကလာတဲ့ကုံနေတဝဲမှာချပြီးတော့ကုံနေကိုကုံလန်းခီးနဲ့ဆက်တယ်ပေါ့အခုနအမမေသူတို့မမျိုးပါဆန်တို့ပြောတယ်လို့မျိုးပဲဟာလာအမလကာကြီးလက်ကြားကိုမဖြတ်ရတဲ့အတွက်ကြောင့်ကုံကြစိတ်တက်တာသွားမှာဖြစ်ပါတယ်။နောက်အဲ့ဒီနိုင်ငံတွေကနေထုတ်ကုံတွေကိုလည်းတဝဲကတဆင်အနောက်နိုင်ငံတွေကိုပြန်ပို့ပေါ့။အဲ့လိုစဉ်းစားခဲ့ကြတာပါ။ အဲဒါပေမဲ့ထိုင်းတို့ကမ္ဘောဒီးယားတို့ဗီယက်နမ်တို့မှာကိုစီစိတ်ကန်းနေအသီးသီးရှိကြပြီးတော့ကုန်တင်ကုန်ချလုပ်နေတာနှစ်ပေါင်းများစွာရှိနေပြီးအစဉ်ပြေနေတာမို့လို့တဝဲစိတ်ကန်းကသူတို့အတွက်ရင်ခုန်စရာမဟုတ်ပါဘူးအစည်းကွက်ကအရေးကြီးတယ်ဆိုတာကြောက်ဖြူစိတ်ကန်းနဲ့ရှင်ကြည့်ရင်သိတာပါတယ်ကြောက်ဖြူဟာကုန်းတွင်းဘိတ်ယူနန်ပြည်နယ်အတွက်တကယ်ကိုအရေးပါပြီးတော့အသုံးဝင်တဲ့စီမံကိန်းဆိုတာ သိနိုင်ကြတာမဟုတ်လို့တဝက်စီမံကိန်းကအဲ့ဒီလိုမျိုးစီးပွားရေးနဲ့ပထဝီနိုင်ငံရေးအရာဘျူဟာတကြအခြေအနေမျိုးရှိမနေတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်။အဲနောက်စီမံကိန်းစတင်ရမှာအရေးပါတဲ့ကနဦးတိဆောက်ရမယ်ရက်စစ်တာအပြီးဆက်ယုံကြောင်းဆက်ပြောကြပါမယ်။အမှုရစီမံကိန်းမှာအီတလီယန်ထိုင်းကုမ္ပဏီကမဂါဝတ်တစ်ထောင်ကျော်ကိုအလျင်မြန်တိဆောက်ထုတ်လုပ်နိုင်မယ်ကြောင်းမီသွေးသုံးဒါအပြီးဆက်ယုံတိဆောက်ရေးပါဝင်ပါတယ်။ ဒါပေမဲ့လိုအပ်တဲ့ကြောင်မီးသွေးကမြန်မာပြည်မှာ ရှိမနေပါဘူးအင်ဒိုနီးရှားကဝယ်ပြီးတော့သုံးရမှာဖြစ်ပါတယ်ထိုင်းလျစစ်ထုတ်လုပ်မှု60ရာခိုင်နှုန်းကျော်ကတဘာဝတန်ငွေကရတာဖြစ်တာမို့လို့တဘာဝတန်ငွေနဲ့ LNG ဈေးအတက်ကျကိုထိုင်းကခံစားရပါတယ်ဒါကြောင့်ကြောင်မီးသွေးနဲ့ရေအားလျက်စစ်တို့ကိုထပ်ပြီးတော့ထည့်သွင်းနေတာဖြစ်ပါတယ်အီဒီယန်ထိုင်းကထိုင်းတောင်ပိုင်းကမ်းခြေဒေသတွေမှာစောက်ဖို့ရာထားပေမဲ့ဒေသခံတွေရဲ့အပြင်းထန်ကန့်ကွက်ချက်ချက်အဲ့ဒီ အိုင်ဒီယာကတဝဲဘက်ကိုရွှေ့လာတာဖြစ်တယ်လို့စွမ်းအင်ပညာရှင်တွေကဆိုပါတယ်။နောက်ပြီးတော့ဒီလိုကြောက်မီးသွေးဓာအပိဆက်ယုံပြီးဆောက်ရေးဆိုတာငွေချေးပေးတဲ့ဒေတာတွင်နဲ့နိုင်ငံတကာဘဏ်နေကြမှာတိတ်ပြီးတော့ခင်မစားတော့ပါဘူး။အလုပ်တဲ့လူရှိရင်လည်းနေဆက်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုထက် အကိုဒေတာမှာကိုလိုချင်တဲ့အတိုင်းတာနဲ့ကိုပစံနဲ့ကိုဆက်လုံနေကြတဲ့လူတွေပဲများပါတယ်။နောက်ပြီးတော့ခစ်ကလည်းတဖြည်းဖြည်းနဲ့ပြောင်းနေတာဖြစ်ပါတယ်။ အခုကကတန်ရှင်းတဲ့စွမ်းအင်ပေါ်မှာပို့ပြီးတော့အားထားလာနေကြပါတယ်ဥပမာပြောရရင်အဲဒီ AI နီးပညာပေါ်လာတာမှလို့ကမ္ဘာနီးပညာကုမ္ပဏီကြီးတွေဟာကမ္ဘာအနှံ့သူတို့ရဲ့ data server တွေကိုဖြန့်ခွဲတိဆောက်ဖို့စဉ်းစားကြရမှာထိုင်းမလေးရှားစင်ကာပူကလည်းသူတို့စီလာဖို့အပြိုင်ဖိတ်ကြားနေတာကိုတွေ့ရမှာပါအဒီလိုနီးပညာကုမ္ပဏီကြီးတွေလာပြီးယင်းနီမြုံနှံကြရမှာအလေးပေးစဉ်းစားချက်ကတန့်ရှင်းတဲ့စွမ်းအင်ပါ ဗီယက်နမ်မှာဆိုသူတို့ရဲ့လျှက်စစ်ရဲ့တဝက်ကကြောင်မီးသွေးကလာတာမဟုတ်လို့ထက်သွင်းစဉ်းစားခြင်းမခံကြရပါဘူးဆိုတော့အဖက်ပကနေပြီးတော့ဒီလိုအကျိုးမြတ်မပေါ်မဲ့စစ်ကောင်စီရဲ့တဝဲစီမံကိန်းဆိုတာဖြစ်လာဖို့မရှိပါဘူးရုရှားတွေနဲ့ဆိုရင်ပိုပြီးတော့ဖြစ်ဖို့မရှိပါဘူးနှစ်နိုင်ငံလုံးရဲ့အာဏာရှင်အစိုးရတွေဟာဝါရဖြန့်ချီရေးကိုအလေးထားတာဖြစ်လို့သူတို့ရဲ့ လုံးလေးလှထရှိကြတဲ့အတိုင်းပဲလက်မှတ်တွေဟိုထိုးဒီထိုးရှောက်ထိုးနေကြတာပါသိကြတဲ့အတိုင်းပဲ MOU နားလည်မှု စာကြုံလွှာဆိုတာတကယ်ရင်းနှီးမြုပ်နှံပြီးအကောင့်ထဲပေါ်ပါမယ်ဆိုတဲ့ဂတိကဝတ်မဟုတ်ပါဘူးစိတ်ဝင်စားရတယ်ဆိုတဲ့အဆင်ပဲရှိပါတယ်မလုပ်လဲဘာမှမဖြစ်ပါဘူးအာနာသိမ်းပြီးကလေးကရုရှားနဲ့ထိုးလိုက်ကြတဲ့လက်မှတ်တွေဆိုတာလဲဘာတစ်ခုမှအကောင့်ထဲပေါ်နိုင်လားမရှိပါဘူးရေအားလေအားနျူကလ িয়ার ဓာမီဩဇာဆက်ယုံအင်ယာစီမံကိန်းကဘာလက်ခရီးသွားဘာမှပြောပါလောက်အောင် ဖြစ်မလာခဲ့ပါဘူးဒါကြောင့်အခုစစ်ကောင်စီပြောနေတဲ့တဝဲစီမံကိန်းဆိုတာရောရုရှားတွေလာပြီးတော့ယင်းနီမြုံနှံကြမယ်ဆိုတာရောဘာမှထပ်ပြီးတော့ဖြစ်လာမှာမဟုတ်တဲ့အကြောင်းသုံးသပ်ရင်းနဲ့ဒီတစ်ပတ်ကျွန်တော်တို့ရဲ့စကားဝိုင်းစီစဉ်ကိုအီမာနေမယ်အဆုံးတက်ခွင့်ပြုပါခင်ဗျာကျွန်တော်တို့ရဲ့စနေသတင်းစကားဝိုင်းစီစဉ်ကိုအဆအဆုံးနားဆင်ပေးကြလို့အထူးကျေးဇူးတင်ရှိကြပါ Not 以前這樣我得把一千一万呗，讲收鸟们喏。